Digital Hijack Mr. Lin Ye ငွေနဲ့ဂုံတက်ခါကိုခိုးယူသွားတဲ့အစစ်မြင့်လိန်လယ်မှုများ The Digital Hijack ကျွန်တော်တို့အားလုံး digital ကဘာမှာအဆက်အသွယ်တွေရှာဖွေနေကြပါတယ်။ Mr. Lin လည်းထိုနီးတူပါတယ်။သူဟာတကူရဲ့အလုတ်ကိုင်အောင်မြင်သူ ဒါပေမဲ့ဖန်သားဖင်ရဲ့တက်ဖောင်မှာရှိတယ်။မင်းလိုအမျိုးသမီးမျိုးကိုလိုချင်ခဲ့တယ်။မင်းဟာသူ့ရဲ့ဘဝကိုအလဲပေးမဲ့သူလို့ထင်ခဲ့ပေမဲ့တကယ်တော့သူမဟာအမောင်တဲကလာတဲ့ကိရိယာတစ်ခုသာဖြစ်ပါတယ်။ဒီလိန်လေမှုရဲ့နာမည်က Big Boo Cheering ဝတ်မွေးမျိုးချေဖြစ်ဒီလိန်လေသူတွေဟာစိတ်ရှည်လွန်ပါတယ်။သူတို့ဟာရက်တတပတ်တွေလာတဲ့အကြာကြီးစကားပြောရင်စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကိုအရင်တိဆောက်တယ်။ Mr. Lin ရဲ့စိတ်လှုပ်ရှားမှုအထီးကျန်မှုတွေကိုအတုံးချတယ်။ မင်းဟာနေ့တိုင်းသူ့ကိုဂရုစိုက်တယ်။သူ့အလုံးမှာအားပေးတယ်။ဒီလိုနဲ့မစ္စတာလင်ရဲ့တန်တရော့တွေအားလုံးပျောက်ကွယ်သွားတယ်။သူဟာအခုလုံးဝအဆင်သင့်ထင်နေပြီ။ယုံကြည်မှုရပြီတာနဲ့မေက investment အကြောင်းစပြောပါတယ်။ crypto platform အတူတခုကို Mr. Lin ကို mix ဆက်တယ်။ Mr. Lin ကပထမဒေါ်လာ9000ထက်လဲအမျက်နှာချောင်းချက်ချင်းပြန်ရတာကိုသူမြင်တယ်။ဒါဟာလုံးဝလိမ့်လည်မှုပါ။ platform ကငွေအစစ်အမှန်မဟုတ်ဘဲ number အတူတွေပဲပြနေတာ။ ီလိုနဲ့လင်ဟာသူ့ရဲ့စုဆောင်ငွေဒေါ်လာခေါ်တဲ့15000ကိုထည့်လိုက်တယ်။ဒါအပြင်လိန်လေသူတွေဟာလင်ရဲ့ credit card အချက်အလက်နဲ့ 2FA ကုတ်တချို့ကိုရင်းနှီးမြှုပ်နှံမှုအကောင့်လုံးကျုံရဲဟုအကြောင်းပြပြီး phishing နီလန်ဖြင့်ခိုးယူဖို့ကြိုးစားခဲ့ကြတယ်။မေးရလို့ရကငွေကြီးခိုးယူယုံနေမဟုတ်ပါဘူး။သူမဟာ social engineering ကိုတုံးပြီး Mr. Lin ရဲ့ကိုယ်ရေးအချက်လက်အားလုံးကိုရယူခဲ့ကြ။အထူးသဖြင့် identity theft ပါ။မင်းရဲ့စကားပြောစဉ်အတွင်း လင်ကသူ့ရဲ့မွေးနေ့အရင်အလို့ပထမဆုံးအိမ်မွေးတရိစ္ဆာန်နာမည်စသဖြင့်လှူဝတ်မိကုံးများရဲ့အဖြေတွေကိုမတိလိုက်ပဲပေးမိခဲ့တယ်။လင်လေသူတွေဟာအဲ့ဒီအချက်လက်တွေကိုသုံးပြီးလင်ရဲ့တရားဝင်အင်းမင်းနဲ့ဘဏ်အကောင့်ကိုထပ်မံဝင်ရောက်ဖို့စူးစမ်းခဲ့ပါတယ်။လင်ရဲ့နာမည်ကိုသုံးပြီးအခြားလူတွေကိုလင်လေဟိုးတော်သို့စူးစမ်းနိုင်ပါတယ်။လင်ငွေပြန်ထုတ်ဖို့စူးစမ်းတဲ့အခါမှာအဖြစ်မှန်ကရိုက်ချလိုက်တယ်။ပလက်ဖောင်းကပိတ်ထားတယ် မိကိုဆက်တွေ့မရတော့ဘူး။သူဟာသူ့ရဲ့ငွေကြေးအလုံးကိုဆုံးရှုံးလိုက်ရပြီ။သူ့ရဲ့ကိုယ်ရည်ကိုယ်တာအချက်လက်တွေပါ။အန်ဒီရဲ့ကြောက်ရောက်နေပါပြီ။ဒါဟာငွေကြေးဆုံးရှုံးမှုတစ်ခုတည်းမဟုတ်ဘူး။ယုံကြည်မှုဆုံးရှုံးမှုလည်းဖြစ်တယ်။သူ့ရဲ့စိတ်ခံစားမှုကစားခံရပြီးနောင်ထနဲ့ရှက်ရွံ့မှုကသူ့ကိုဖိစီးစေခဲ့တယ်။မစ္စတာလင်ရဲ့ဇလန်းကနေကျွန်တော်တို့ဘလို့သင်ခန်းစာယူရမလဲ။ကိုကိုကကာဝယ်ဖို့ဒီအဆင့်၄ဆင့်ကိုလိုက်နာပါ။၁စိတ်ခံစားမှုကာဝယ်ရေး emotional shield online မှာမိတ်ဆွေများကငွေကြေးသို့မဟုတ်ယင်းနှီးမြုပ်နှံမှုအကြောင်းစပြောလာပါကချက်ချင်းတန်တရားဝင်ပါငွေနှင့်စိတ်ခံစားမှုကို လုံးဝခွဲခြားပါနှစ် digital footprint ကိုတန်းရှင်းပါ ကိုရေးကိုတာအချက်လက် မွေးနေ့နေရက် lifts အိမ်မွေးတရစ်စာနာမည်များကို social media တွင်အ ਨੇ ဆုံးသာထားပါဖြိုးဝတ်မိခုံးအဖြစ်များကို online တွင်မပေးပါနဲ့သုံး pass keys နဲ့ biometrics ကိုသုံးပါ။စကားဝတ်များကိုအသုံးပြုမဲ့အစား pass keys တို့မဟုတ် fingerprint face ID ကိုတင်ဖုန်းတွင်ခွင်ထားပါ။ဒါမှ identity theft နဲ့ phishing ကိုပိုပြီးကာကွယ်နိုင်ပါတယ်။၄နံပါတ်များကိုကိုယ်တိုင်ပြန်စစ်ပါ။ ban တို့မဟုတ်အစိုးရမှဟူဆိုကာဖုန်းခေါ်လာရင်ချက်ချင်းမယုံပါနဲ့။ဖုန်းချပြီးတင်ကိုယ်တိုင်တရားဝင် website မှာဖုန်းနံပါတ်ကိုယူ၍ပြန်လည်ခေါ်ဆိုပါ။လင်းလေခံရပြီဆိုရင်ရှက်ရုံမနေပါနဲ့။ ချက်ချင်းလှုပ်ဆောင်ပါ Dead ရဲ့ချက်ဖွဲ့တော်တည်တင်းပို့ပါအထောက်အထား screenshots message history အားလုံးဖြင့်တင်ကြပါနဲ့ဘဏ်ကိုအကြောင်းကြပါ credit card နဲ့ account များကိုချက်ချင်းပိတ်ခိုင်းပါ go credit score ကိုစောင့်ကြည့်ပါလင်းလေသူများကတိနမတ်ဖင်ငွေချေးထားခြင်းရှိမရှိစစ်ဆေးပါလေးစိတ်ကြမ်းမာရေးကိုယူဆိုင်ပါဤကဲ့သို့စိတ်ခံစားမှုထိခိုက်ရခြင်းသည်ပုံမှန်ဖြစ်သည် professional အကူအညီရယူခြင်းတုံ့ဆိုင်မှုဒီပါနေပါ မစ္စတာလင်ရဲ့ဇလန်းကကျွန်တော်တို့အားလုံးအတွက်တပိပေးခေါင်းလောင်းပါအွန်လိုင်းလင်လယ်မှုဆိုလားပတ်စံခိုးယူယွန်တင်မဟုတ်ပါဘူးတင့်ဘဝတင့်ကြုံကြည်မှုနဲ့တင့်ရဲ့ဂုဏ်သိက္ခာကိုပါဖျက်ဆီးတာပါဒီဂျစ်တယ်ကမ္ဘာမှာတင့်ဟာအမြဲတားကောင်ဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုကိုကိုကာဝေးဖို့အတွက်ချင်းတိတကောင်လိုနေထိုင်ပါ